အဲအားလုံးပဲမင်္ဂလာပါခင်ဗျာပထမဦးကကျွန်တော်ရဲ့ကျွန်တော်ဘုံမှာယုံကြည်စိတ်ချဆိုတာနော်မမ်ဘာဝင်တဲ့အပုံတွေအားလုံးကိုစနစ်တွေအောင်ပြီးတော့အဲ့စနစ်တွေကိုမိအောင်မဖတ်နိုင်တဲ့အတွက်အတူပဲတောင်းမှန်ပါတယ်ပထမဦးကကျွန်တော်ဒီမှာနစ်စာတွေကမမ်ဘာဝင်တဲ့လူတွေတော့တိတယ်မှတ်မိတယ်လူတွေမှတ်မိလိမ့်မယ်ဒီကောင်ဒီနှစ်ဆင့်ရိုက်စနစ်တွေလည်းဖြစ်တယ်အ ਨੇ ဆုံးတော့ခနာလူတွေအများတန်းတို့ရအောင်ကြိုးစားပြီးတော့တက္ကသိုလ်ကအများကြီးပြောခဲ့တယ်နော်နှစ်စ2025 ဒီနှစ်ဦးကနေဘာမှမထွက်ခင်လေကတနစ်စာနှစ်ချုပ်နေလေကျွန်တော်ပြောခဲ့တာဒီပရင်ကသခါလာလဲဒီပရင်လို့ရှိတယ်ဒါကျွန်တော်အကြိုက်လိုက်တယ်ပရင်ခဏခဏပြောတယ်ပေါ့နော်အဲ့တော့သူလည်းမိနေမှာကြောက်လို့အစိုးရပြောလိုက်တယ်နော်အစိုးရပြောလိုက်တယ်ဒါကတော့ကိုယ့်အကိုရေးချယ်ခွင့်ဆိုတော့ကိုယ်ကံတရားမဟုတ်ဒီတုံးရည်ဒီနောင်မောင်းခွန်လို့ရိုက်တယ်ရိုက်ပြီးတွေ့ရနောက်တနစ်နဲ့နဲ့သုံးနေမြောက်တဲ့ကကနန်းတကွက်ကသူ့ဆောင်တဲ့တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်မြောက်ထက်တဲ့ရိုက်တာရိုက်ကြရအောင်အခုရိုက်တော်လို့ပြောမှာကျွန်တော်ပေါ့ဝင်နေပြီအများကြီးပြောရိုက်ကိုရိုက် ဒီစနစ်ဒီပထမအဆင့်စနစ်ကိုခင်ဗျားတို့တို့ရအောင်ရှာတဲ့စနစ်ကိုအဓိကထားကစားပါကျွန်တော်လည်းကြိုးစားပြီးတော့ဒီအချိန်ကိုဖမ်းပေးမယ်ဖမ်းတော့ဖမ်းနေရပဲဒါပေမဲ့ဖတ်ကိုဖမ်းတဲ့အချိန်မှာမမိကြတာပေါ့နော်အဲ့လိုဖြစ်ပြီးသွားရင်ဒီတိုင်းပဲဒီကနန်းကဒီလိုတက်တက်ရိုက်ပြီးသွားရင်သူ့ရဲ့အောက်မှာထွက်တဲ့ကနန်းကပြန်တက်လိုက်ရမှာနှစ်ဆင့်ကစားတဲ့စနစ်ဒီဒါနစ်စာတွေကကျွန်တော်ဒီပရင်ကနေတစ်နှစ်စာတိုတယ်ပေါင်းကြုပ်ပေါ့နော်ဒါပြောခဲ့တဲ့အချိန်တော့ပြောထားတဲ့စကားတွေနောက်တစ်ခါဒီမှလည်းလာပြီးသုံးရထည်စီနောက်လုံးပေါင်းခုံလို့ရိုက် တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ကိုလိုက်ကစားတဲ့စနစ်အဲ့ကစားတဲ့မှာလေ၃ညတည်းဒီနော်လမောက်ခွန်လို့ရိုက်ပြီးသူရနောက်တနေ့နှစ်နှစ်သုံးနှစ်မြောက်နှစ်တည်းကကဏ္ဍတကွက်ဒီစနစ်တိုင်းရိုက်ရမှာတနေ့သုံးလေးလေးချိန်မြောက်တဲ့တဲ့ဒေါင်းလမ်းပြတက်ရရိုက်ရမှာဒီစနစ်ကရိုက်ခဲ့ပြီးပြီဆိုသူရအောင်မှာဆက်တဲ့ကဏ္ဍဒီအပေါ်ထွက်ပြီးရကဏ္ဍပြန်ပြည့်နှစ်ဆက်ရိုက်ကစားတဲ့စနစ်ပါ ဲ့တော့ကျွန်တော်တို့မမ်မဝင်လိုက်နှစ်သုံးရကိုတက်ပြီးတော့ဒီနှစ်ဦးကနခွန်ခွန်ကိုဘာမှမထွက်ခင်တည်းကဒီ2025ထဲမှာဒီပြင်ရနေမှာပတ်သက်ပြီးတော့အများရမှတ်ပြီးအများရလိုက်ကစားပါလို့ပြောခဲ့တယ်စူးကြော်နော်ကျွန်တော်တို့တက်နိုင်ဆုံးကြိုးစားပြီးဒီနီးစနစ်ကိုလိုက်ပြီးတော့ဖမ်းမယ်ဖမ်းတာကဖမ်းတာပဲစနစ်ဆိုတော့အောင်းလာမှာကိုကန်တရားကပေးမှဖမ်းနိုင်ခြင်းမမိတာတကယ်လို့များဖမ်းနိုင်ခြင်းမမိရင်ဒုတ်ရအောင်အမြဲတမ်းအပတ်စင်တိုင်းအိုက်ကနိုင်ကိုလိုက်ထုတ်နေပါလေတင်းတင်းကြပ်ကြပ်သတိတရားမှားထားတဲ့စနစ်ပါနော် သေချာမှတ်ထားတဲ့စနစ်ပါကျွန်တော်ကတော့အဲ့တော့ဒီမှာတော့ရတဲ့ဒီနောက်မှာကတက်တရအကျင်ရိုက်ပြီသူရဲ့နောက်တနေ့နဲ့သုံးနေ့လေးနေ့ငါးနေ့ခြောက်နေ့ခုနှစ်နှစ်မြောက်ကိုလာပြီကျွန်ရတဲ့ဒီနောက်မှာဆုံးလို့ရိုက်တဲ့ကောင်ရဲ့တနေ့နဲ့နှစ်သုံးနေ့မြောက်နှစ်ခြေကကနန်းတကွက်ဘယ်ချိန်လာမလဲကျွန်တော်မသိဘူးဒီချိန်နဲ့စပြီးတော့ထိုးဒီလိုပြောခဲ့တာဒီချိန်မှာဆိုဒီကနေ့ဒီချိန်မှာဆိုဒီကနေ့ဒက်လိုက်ရမယ်စနစ်ဒီလိုတောင်းပြဘတ်စနိုင်လိုက်ထိုးသွားနေကျွန်တော်ပြောခဲ့တာအဲ့တော့ဒီလိုချိန်မျိုးမှာဆိုရင်တော့သိချာပြောခဲ့တယ်မထွက်နိုင်ဘူးဘာကြောင့်လဲ သူကဒီစနစ်အောင်ပြီသူ့ရဲ့အောင်မှာလိုက်ရမယ်အဆက်ပါတယ်အဲ့လိုစနစ်ဖြစ်တဲ့တခဏဦးမှာတော့ဒီကနေ့ကြာချင်းမှာကြာမယ်ဒုတိယကျင်းစပြီးလိုက်တော့ဒီစနစ်မျိုးသေသေးချာချာမှားထားခဲ့တဲ့စနစ်ပေါ့နော်ဒီကနေ့ဒီလိုလိုက်ရမယ်ဒီကနေ့ဒီလိုလိုက်ရမယ်ဒီကနေ့ကဒီလိုလိုက်ရမယ်ဒီကနေ့ကဒီလိုလိုက်ရမယ်ဆိုစနစ်မျိုးကျွန်တော်တို့ဒီကြားထဲမှာ၄၅၆ကျင်းဖမ်းတယ်နော်ဖမ်းတဲ့အချိန်ဒီမှာထွက်မလာဘူးအခုဒီပွဲမှာတော့ကျွန်တော်တို့မဖမ်းနိုင်ခဲ့ဘူးပေါ့နော်ဆက်သွားပြီကွန်ရှစ်ကတည်းက၄နှစ်၃လေးဆောင်းတဲ့ထွက်သွားပြီပထမအဆင့်ရရမယ်စနစ်လုံးဝထွက်သွားပြီ အဲကျွန်တော်အများအားပြောခဲ့တယ်စနစ်ကတော့စနစ်တွေကအောင်းလာနေမယ်တို့တော့ဖမ်းတဲ့အချိန်မှာကျွန်တော်ဖမ်းတဲ့အချိန်မိသွားရင်တော့မယ်ဒီကနန်းဆိုလို့ရှိရင်ကနန်းဖောက်ွက်ထိုးရနေရာအထိုင်ကြီးဆိုတာဆုတ်ဖြတ်တာတွေကမဆန့်ကန်တရားနဲ့တရားတွေကမတူဘူးအဲ့တော့ဒီလိုမျိုးအများအားလိုက်ထိုးပါကျွန်တော်အများအားမှာခဲ့တယ်အဲ့လိုအောင်းပြီးသွားပြီဆိုရင်20ရိုက်ဖြစ်တဲ့အတွက်သူ့ရဲ့အောင်းမှာသူ့အပေါ်ထွက်ပြီးကနန်းပြန်ကြအဲ့တော့ဒီစနစ်ပထမအဆင့်စနစ်အောင်းသွားပြီပေါ့နော်ပထမအဆင့်စနစ်အောင်းသွားတဲ့အတွက်သူ့ရဲ့အောင်းမှာလဲရမယ်ပွဲစပ်ပြီးထွက်ပြီးကနန်းပြန်ကြ စောရွက်ရှင်းပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့စဉ်းစားလို့ရအောင်နော်စဉ်းစားလို့ရအောင်လို့ရှင်းပြပေးလိုက်တယ်အဲ့တော့ပြီးခဲ့တဲ့ပွဲမှာဆိုရင်ကျွန်တော်ရှင်းပြတယ်လေ319ပျောက်နေတဲ့ထိပ်စီလေးလုံးလုံးဝအကုန်မပျောက်နိုင်ဘူးအဲ့တော့ဒီချင်းအစားပြီးတော့မထွက်လာတဲ့ထိပ်စီကိုကျွန်တော်တို့အထူးပြုပြီးတော့ကစားမယ်ဒီတိုင်းပဲပြောလိုက်တယ်နော်အဲ့တော့ကိုထိပ်စီကျွန်တော်ပြောလိုက်တယ်439ထိပ်စီနှလုံးဒီအရန်19ထိပ်စီနှလုံးဒီအထူးအကြိုက်အဲ့ဒီမှာကျွန်တော်တို့ပရှယ်ဝန်ကနန်းထုတ်တာတစ်ထိပ်စီနဲ့ထုတ်တာဒုတိယ တိတ်စီကကိုတိတ်စီကိုဒုတိယအကြိုက်ဆုံးထုတ်တာကျွန်တော်ထုတ်လိုက်တဲ့ကဏ္ဍကတော့အချိန်တိုင်းကဏ္ဍမှာကျွန်တော်ထုတ်လိုက်တာတော့9.2ဆိုတဲ့ကဏ္ဍမှာကဏ္ဍကတော့မအောင်ဘူးနော်ဒီတိတ်စီအဲ့တော့ကျွန်တော်နောက်ဆုံးနေမှာကျွန်တော်လစ်ပေါက်မှန်ပါဝင်ထားတဲ့ပုဂ္ဂိုလ်ကိုအထူးသတိပေးခဲ့တယ်ဆိုနော်ကဲဟုတ်ပြီခင်ဗျားတို့အချိန်တိုင်းကဏ္ဍတွေရွေးပြတဲ့အချိန်ကမှာကျွန်တော်ပြောတဲ့ဟာတွေအများအားစဉ်းစားပြီးတော့ကုကံတွေကိုကန့်ညံကုန်ပြီးတော့စမ်းစမ်းကြအောင်ကြာဒီလိုတော့ပြောလိုက်တယ်သတိတရား ၄ထိပ်ဆို၄ထိပ်နဲ့ပတ်သက်တဲ့သုံးရဆိုသုံးရနဲ့ပတ်သက်တာတစ်ဆိုတစ်နဲ့ပတ်သက်တာကိုးဆိုကိုးနဲ့ပတ်သက်တာဒီလိုဟာမျိုးလေးတွေကျွန်တော်အရင်ပြောခဲ့တဲ့စနစ်ဒီကော့ကိုလူတယောက်ချင်းကန်ဆန်းကြဆိုပြောခဲ့တယ်ကျွန်တော်ကတော့ဒီစနစ်ကအပတ်စနိုင်ထိုးတာဆိုဆိုလေကျွန်တော်ညီတော်ကခုနမောင်ရှူတော်တက်လာတယ်သူကစဉ်းစားပြန်သူကတော့ပြောမိတယ်ပြောမှတော့ရှက်တယ်ကွာလေမပေါက်လားဆိုပေါက်တယ်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 ကိုကကိုတေစီကြိုက်နေရဘူးဒီစနစ်ကိုတေစီကြိုက် ခုကျွန်တော်တော့ပြောတယ်အဲ့ဒါစဟာငါလည်းအများကြီးပြောခဲ့တဲ့စနစ်ဟာငါကလည်းဒါမျိုးကိုဒီချင်းလိုဟာမျိုးမှာဒီစနစ်ကိုဖမ်းလို့မမိတဲ့အတွက်ချက်တော့တဲ့နေ့မှာအပတ်စင်တိုင်းပေါ့နော်ကိုကစားနေလမ်းကြောင်းတွေကအဲ့လိုစင်မီထိုးရတဲ့အချိန်ကျမှထက်ထူတာငါကိုယ်တိုင်တောင်ပဲ689ဆိုပြီးပူးချိုက်လို့689တင်တာ908ကနည်းတယ်689ဆိုမှပူးများတာ908ကနည်းတယ်ပောက်တယ်လို့ပြောမှလားရှက်တယ်ငါကပြီးခဲ့တဲ့ပုံမှာထူးကြရရမ်းများတယ်အဲ့ဒီအတွက် ကာတို့အနေနဲ့တော့အကုန်ပတ်ရမ်းရတယ်အရင်မရှုံရုံနဲ့ရတယ်အပေါက်တယ်လို့တော့မပြောချင်ပါဘူးလို့ကျွန်တော်သူ့တော့ပြောလိုက်ပြီးမောင်ချူတော်ဆင့်လိုက်ပြီနော်ခဏလေးမှပြောပြနေကြတယ်အဲကျွန်တော်အများနဲ့ပြောတယ်ဒါဒုတ်ရှာမဲ့စနစ်လို့အရင်ဆုံးမှတ်ဒီ crossing ပြဒီတိုင်းတက်တက်ပြီးသူ့အောင်မှာတော့နောက်ဘက်ဒီမှာဒုတ်ရရလို့ဒါရိုက်လမ်းမယ်လို့အများနဲ့ရှင်းပြခဲ့ဘာကနန်းမှာမထွက်ခင်တဲ့အနှစ်ချက်ဒီပရိယနေမှာအနှစ်ချက်တစ်နှစ်တည်းမြင်ထားတဲ့အမြင်တွေပြောတဲ့အချိန်တွေပြောခဲ့တဲ့စနစ်ဒီနောက်ပိုင်းမှာမမဝင်တဲ့လူတွေကဒါကြည့်နိုင်မှာမဟုတ်ဘူးအဲ့လိုပဲအရင်ဝင်ထားတဲ့ပုံစံတွေကလည်းပဲ ူးတူးကူးကူးမေ့လာပါပဲပေါ့နော်ဒါကန်နဲ့ဆိုင်လေးချက်မှဒါပြောတော့အဲရိုက်ချက်ကတော့လာပြီပေါ့နော်တုံးရနေစီနောက်မှခွန်လို့ရိုက်တယ်သူရနောက်တနည်းနည်းနဲ့သုံးနည်းမြောက်ကကနန်းကဇောင်းတကျင်းတကျင်းသုံးကျင်လေးကျင်တက်တက်အဲ့လိုတက်လိုက်တာနဲ့သူရအောက်မှာထွက်တဲ့ကနန်းနဲ့အပေါ်ထွက်ပြေးကနန်းပြန်ပြတ်တယ်ဒီမှာလိုက်တယ်မဲ့တုံးရနေစီနောက်မှခွန်လို့ရိုက်ပြီဒီနည်းနည်းနဲ့သုံးနည်းမြောက်ကကနန်းတစ်ခွက်တင်းနည်းသုံးလေးတက်တက်တက်လိုက်တာနဲ့သူ့အောက်မှာရိုက်မယ်ကနန်းကသူ့ဘောထွက်ပြေးတာကနန်းပဲကေပလမအစင်အောက်တော့တုံးရနေစီနောက်မှခွန်လို့ရိုက်တာ တနေ့နဲ့နဲ့သုံးနှစ်မြောက်ကဟာရီခွန်ရှိကိုဆိုတဲ့ကိစ္စကတစ်ချိန်နဲ့ချိန်သုံးချိန်လေးချိန်မြောက်တက်တက်သွားပြီသူ့အောင်မှာဒုတိယအဆင့်ဖြစ်တဲ့အဘောကထွက်ပြီးတော့ကနလာအောင်မလားမလာဘူးလားဆိုတော့ကျွန်တော်လည်းအပိုင်မပြောတတ်တဲ့အပိုင်တော့မသိပါဘူးပေါ့နော်ဒါစိတ်ဝင်စားရဆိုရင်လိုက်တာစိတ်ဝင်စားရဆိုရင်လိုက်တာအဲ့ဒီမှာတော့ကျွန်တော်တူတူချာချာရှင်းပြခဲ့ရတဲ့ဒီချာရှင်းပြခဲ့တဲ့စကားတစ်ခုရှိသေးတယ်ချဲရဲ့သဘောတဘာဝပါနော် ကုန်းကြံသူရောက်ပြီဆိုညံကွန့်နိုင်လုံးမှာတန်ခါကြတာဒီမှာတော့ကတော့သူဒီဒီနေရာမှာပေါ့နော်သူရှင်းနှစ်မှာအများတန်းထောက်ပြခဲ့တဲ့စကားကစားကွက်ပါထားပါလူရင်းမဲ့ထောက်လိုက်ကိုယ်ဆိုမဲ့တက်ဒီအများကြီးရတယ်ရှောက်တိတ်ကိုးပေလို့ရတယ်ဒီသုံးလုံးကိုကိုကြောင့်ကိုယ့်ရဲ့ပါဝါလေးတလုံးပိုင်းနဲ့ဒီလိုတောင်းပြတ်ဒီမှာပို့တင်ချိုးကျွန်တော်ဒီတိုင်းပြောခဲ့တယ်အဲ့လိုပဲဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီတိုင်းပေါ့ဒီကိုယ်ကြီးစနစ်တည်းခန့်ခန့်ပြောတယ်မပြောချင်တော့ဘူးနော်ဒီလိုကိုငါးချက်ရှိတယ် အဲ့ဒီကို69ဆွဲစနစ်အတိအကျထည့်ထားတယ်ဒီပုံစံနဲ့ထောက်မှာဆိုလို့ရှိရင်လေးတိတ်စီနဲ့လေးပါတဲ့ခြေနေမှာတင်းထိုးကိုဒီလိုပြောထားတာနော်ဒီမလေးတိုင်းမြန်ကိုရှောက်အဲ့စနစ်နဲ့လာမယ်ဆိုလို့ရှိရင်လေးပိုင်းလို့ပြောနေမှာအဲ့ဒီလိုတောင်းပြတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ဒီကိုစင့်ကြည့်လိုက်စင့်ကြည့်လိုက်လို့လေးပါသောဒဏ္ဍပြည့်ပြီဆိုတဲ့အချိန်ဒီတင်းတင်းထိုးကိုဒီလိုပြောထားတာလေးပါတဲ့ခြင်းဒီမှာဆုံးတက်သွားတဲ့အောက်မှာလေးမရှိတော့ဟောသူဒီစနစ်ကိုအောင်းပေးခြင်းတော့လေးရဲ့ဘောကကိုယ်ဆိုတဲ့အချိန်မှာကိုယ်ထိတ်နေတာချက်ပါ အဲ့ကျမတုံ့ပြန်စီမှာညံကွနိုင်လုံးမှာတန်ခါကြတယ်ဒါတွေခဏခဏပြောခဲ့တယ်เนาะအဲ့တော့ဟုတ်ပြီပြောမပြောရင်ကျွန်တော်အဆုံးတိုင်းပြောတာပေါ့เนาะဒီစနစ်တိုင်းမဲ့အောင်ခဲ့ပြီသူ့ရဲ့အောက်မှာပြန်တွေ့ဒါကျွန်တော်ကတော့ကျွန်တော်လိုက်ကြတဲ့စနစ်တိုင်းမဲ့ကျွန်တော်ဆက်ပြောခဲ့မယ်ကိုရွေးချယ်ခြင်းနဲ့ကနေကွာကိုရွေးချယ်ကြအဓိကပြောချင်တာကဆက်ရှိအခုဒီစနစ်ကိုအောက်သွားရတဲ့ဒီချိန်မှာပြန်ကြကစားဖို့ကစားတင်တယ်ကစားတော့တယ်မှာထက်ထားတင်တယ်ဆိုတဲ့ message ကိုပဲအဓိကထားပေးတာကျွန်တော်ရယူစာပိုင်းမှာတော့ဝင်လာတဲ့တိတ်စီတလုံး ဘားထိပ်စီဝင်လာခဲ့ဝင်လာခဲ့အဓိကတော့ UDP လေးနဲ့လိုက်ကစားခိုင်းတာပေါ့နော်ဝင်လာတဲ့ထိပ်စီရဲ့ power လေးထိပ်စီလို့ဒီကနေ့ဒီကနေ့အောင်နေချိန်မှာဝင်လာတဲ့ထိပ်စီရဲ့ power ရှိတဲ့အဲ့ဒီအတွင်းနဲ့ဘောထပ်ပြီးရကနေပြန်ကြောက်ကိုအာမန်တယ်လို့ကျွန်တော်ရှင်းပြထားတယ်ဒီမှာလည်းဒီတိုင်းပဲဒီကနေ့ဒီကိုထိတဲ့အောင်ဝင်လာတဲ့ထိပ်စီလေးထိပ်စီမျိုးလေးရဲ့ power ရှင်းနှလုံးပေါင်းကိုးရိုက်ထားတဲ့သူ့အပေါ်ထပ်ပြီးရကနေကဲဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီစနစ်ကလေးတော်မဟုတ်ဘူးတုံးပြစီမှာပါဝါထောက်ပါပြီပေါ့နော်ဒီကနေ့ကဒီကိုတက်တဲ့အောင်လိုက်ပြီ ဝင်လာတဲ့ကဏ္ဍဒီကိုးထိပ်ကြီးဖြစ်တဲ့အတွက်ကိုယ့်ရဲ့ပါဝါလေးထိပ်ကဥစားပြီးပေါ့နော်နှစ်ရှင်းနှလုံးပေါင်း၄၀၀ဥစားပြီးအဲ့ဒီကဏ္ဍတွေကပြန်ပြက်ကျွန်တော်ကကျွန်တော်အနေနဲ့ပူပြီးနှစ်သက်တယ်လို့ပြောတာနော်ရွေးချယ်မှုကံတရားကိုမိစုတို့ကိုယ်တိုင်ကြိုက်တာကိုရွေးရွေးချယ်တဲ့ကံတရားတရားတောင်မတူကြိုက်တာကိုရွေးအဓိကပေးချင်တဲ့ message ကပြန်တဲ့ကစားသူကစားတဲ့ကစားကွက်တစ်ခုအနေနဲ့19ချိန်မှာထက်ကစားဖို့တင့်တယ်ဆိုတဲ့ message ကိုအဓိကထားပေးတာအဲ့တော့ရှေ့မှာလာခဲ့တဲ့လမ်းစဉ်အတိုင်းပဲပုံဖော်ကြည့်မယ်ဆိုကိုထိတ်လို့ဝင်လာရင်ကိုရဲ့ power ရှင်းနှလုံးပေါင်း၄ဆိုဖြတ်ပြီးသားကဏ္ဍနေထဲမှာနှလုံးပေါင်း၄ထွက်ခဲ့တဲ့ကဏ္ဍနေကျွန်တော်လိုက်ရှာဒီကဏ္ဍနှလုံးပေါင်း၄နဲ့ထွက်ခဲ့တယ်ဒီမှာနှလုံးပေါင်း၄မပါဘူးဒီကဏ္ဍနှလုံးပေါင်း၄နဲ့ထွက်ခဲ့တယ်ဒီမှာနှလုံးပေါင်း၄မဖြစ်ဘူးဒီမှာနှလုံးပေါင်း၄မဖြစ်ဒီမှာနှလုံးပေါင်း၄ဖြစ်တာလေသုံးခွက်ရှိတယ်ဒီမှာနှလုံးပေါင်း၄ဖြစ်တယ်၄ခွက်ရှိတယ်ဒီမှာနှလုံးပေါင်း၄မပါဘူးဒီမှာနှလုံးပေါင်း၄မပါဘူးဒီမှာနှလုံးပေါင်း၄မပါဘူ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 းမပါဘူးဒီမှာပါတယ်၅ခွက်ရှိတယ် ငါပဲရှိပါနော်ဒီမှာနှလုံးပေါင်း၄မပေါဒီမှာလည်းနှလုံးပေါင်း၄မပေါဒီမှာလည်းနှလုံးပေါင်း၄မပေါအဲ့တော့နှလုံးပေါင်း၄ပါတဲ့ကဏ္ဍဆိုကျွန်တော်ခွန်ခွန်၉လို့ကဏ္ဍဆိုခွန်ခွန်၉တက်ဒီကဏ္ဍ၃ခွန်ခွန်ဆိုခွန်ခွန်၃လို့တက်ဒီကဏ္ဍ၆၈ခွန်ဆိုနှစ်ကွက်ထုတ်ရမယ်၆၈ခွန်နဲ့၈၆ခွန်ကိုနှစ်ကွက်လိုက်ရမယ်အဲ့ဒီနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍဆိုနှစ်နှစ်ခွန်လို့တက်ဒီကဏ္ဍကျွန်တော်နှလုံးပေါင်း၄ပါတဲ့ကဏ္ဍ၈၆၅ဒီကဏ္ဍဆို၈၆၅နဲ့၆၈၅ဆိုပြီးဒီလိုလိုက်မယ်ဒါပထမကျွန်တော်ရဲ့အကြိုက်တွေ့ထားတဲ့စနစ်ကိုပြောကြတာနော် အဲ့စနေမျိုးနဲ့လိုက်မယ်ဆိုဘယ်နှခွက်ရှိလဲတစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်၅ခွက်၆ခွက်ခုနှစ်ခွက်ရှိတယ်စိတ်ဝင်စားတဲ့အစဉ်ဒါကျွန်တော်ကတော့ပထမအဆင့်ဒီလိုပုံစံမျိုးနဲ့အကြိုက်ဆုံးလို့ကျွန်တော်ရွေးထားတာကျွန်တော်ရွေးထားတဲ့စနစ်တိုင်းမှာဒါသုံးခွက်မှာတော့ညာကုန်ကကန်းနိုင်လို့မှတန်ကန်းကြတာကိုစိတ်ဝင်စားရင်စိတ်ဝင်စားလို့ဆက်ပြီးတော့တွေ့ကြည့်ပါပေါ့နော်ဒါကိုပဲပြောချင်ပါတယ်တွေ့ကြည့်ပါလို့ပဲပြောချင်တယ်အဲ့တော့ရှစ်သုံးခွက်ကတစ်မျိုးကြအတိုင်းဆိုလို့ရှိရင်ချိန်စီးရဲ့ပါဝါတီရှစ်အတွက်ကြဒါဆိုလို့ရှိရင်ဒီခုနှစ်ခွက်ပဲရှိတယ် ကဲအဲ့လိုမျိုးပဲနဲ့ပုံသေးပြည့်သွားမယ်နှလုံးပေါင်း9နဲ့ဆိုလို့ရှိရင်ကျွန်တော်နှလုံးပေါင်း9နဲ့ဆိုပါရှိတယ်တစ်ခါတည်းမှာကျွန်တော်တို့ဖြစ်တယ်မှာအမျိုးမျိုးဖြစ်တတ်တယ်နော်ဒါ 3D ရဲ့သဘောတော့ခုနကကျွန်တော်ရှင်းပြလိုက်တာကသူ့လာခဲ့တဲ့လမ်းစဉ်အတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကိုးထိပ်ကြလို့ရှင်းနှလုံးပေါင်း၄နဲ့ဆိုလို့ရှိရင်ကဏ္ဍ9ခွဲလိုက်စရာရှိတယ်ဒါကျွန်တော်ငကူကကျွန်တော်ရွေးထားတဲ့လမ်းစဉ်ဒီတိုင်းပဲရွေးထားတယ်9ခွဲနော် ကဲအဲ့လိုမဟုတ်ဘူးဒီမှာလှည့်သားပြီဒီမှာချိန်မှာတော့လေးထိတ်လေးထိတ်လေးထိတ်တင်နေကြဒီမှာလေးရဲ့ဘောကကိုရဒီချိန်ကျမှအတက်ပြန်ရိုက်မယ်ဆိုလေချဲ့သဘောဆိုပါအကုန်လုံးဖြစ်နိုင်တာပေါ့နော်ဒါဆိုလို့ချင်းအဲ့ဒါဆိုလို့ချင်းနှလုံးပေါင်း9ပါတဲ့ကဏ္ဍကိုရှာရအောင်နှလုံးပေါင်း9ပါတဲ့ကဏ္ဍဆိုဒီမှာ9 6 3ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိတယ်နှလုံးပေါင်း9ပါဒီမှာနှလုံးပေါင်း9ပါနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိဒီမှာနှလုံးပေါင်း9ပါတဲ့3 3ည9ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိတယ် နှလုံးပေါင်း9ပါတော့ကဏန်းနေဘယ်နှခွက်ရှိတာ9ခွန်ရှိနှလုံးပေါင်း9မဟုတ်ဘူးဒီမှာလည်းနှလုံးပေါင်း9မပါဘူးဒီကဏန်းက2ကျင်းဆိုပြောစရာမလိုတော့အပေါ်မှာထည့်ပြီးဒီမှာနှလုံးပေါင်း9မပါဘူးဒီမှာလည်းနှလုံးပေါင်း9မပါဘူးဒီမှာလည်းနှလုံးပေါင်း9မပါဘူးဒီမှာလည်းနှလုံးပေါင်း9မပါဘူးဒီမှာနှလုံးပေါင်း9မပါဘူးဒါလည်းမပါဘူးဒီမှာပါတယ်ဒီမှာပါနှလုံးပေါင်း9ပါတဲ့ကဏန်းဆို3ကွက်ပဲရှိတယ်အဲ့ဒီ3ကွက်နဲ့ပတ်သက်လို့ရှိရင်ဒါကိုကြိုက်တာကိုရွေးနော်ကျွန်တော်အနေနဲ့တော့သူဘလူးလှည့်သွားမယ်ဆိုတာမပြောတတ်ဘူးရွေးချယ်မှုကကံတရားတရားတရားမတူဘူးမတူတဲ့အတွက်ကိုစိတ်ဝင်စားလို့ကစားပါလို့ပြောချင်တယ်နော် ဟုတ်လားဒီပုံမှန်တိုင်းလာခဲ့တဲ့ဖြစ်စဉ်တန်းဆိုရင်ပထမအဆင့်တော့ဥသာပြည်တည်တိတ်စီရဲ့ပါဝါရှေ့လွဲဆိုတဲ့စနစ်နဲ့ဆိုရင်ဒီခုနှစ်ခွက်ရှိတယ်အဲငကုမူရင်းလာခဲ့တဲ့အချိန်ကျွန်တော်တို့ကြမှာအခုပေးတော်လာက၄၄မလေးပဲနဲ့ကုသွားပေါ့နော်လေးလေးကိုဆိုတဲ့ဖြစ်စဉ်မလေးပဲနဲ့ကိုတော့အဲ့အောင်မှလိုက်တာကကိုကိုကိုလိုအတက်လိုက်မှလားဒါမှမဟုတ်သူ့လာခဲ့တဲ့အချိန်မှာလေးလိုလိုက်မှလားလေးလိုလိုက်မှဆိုရင်ဒီခုနှစ်ခွက်ခြေပေါင်းခြင်းနဲ့ပေါင်းခြင်းနဲ့ဆိုင်ပြတ်တယ်နော် အခုလိုပဲပုံသေးလိုက်မှာဆိုဒီ9ခုပေါ့နော်အဲ့ဒီ6ခုရှိတယ်အခုစိတ်ဝင်စားလာကိုပဲတိုက်တယ်လို့အသုံးပြပါပေါ့နော်အဓိကပြောချင်တာကဒီစနစ်ဒီတိုင်းပဲပေါ်တင်ပေါ်တင်ဆိုတချို့ကတစ်ခါလေးကြမကြိုက်ဘူးမဟုတ်ဘူးသူစနစ်နဲ့ဒီပေးစရာရှိပြီးတယ်ချဲ့သဘောတော့ပါဒါကျွန်တော်အများနဲ့ပြောစကားအဲ့စနစ်လို့တော့ပထမတစ်ဆင့်ရိုက်ချက်ပြီးသွားပြီဒုတိယအဆင့်ဆက်လိုက်မယ်ရိုက်ချက်ကိုပြီးမပြီးလို့ကျွန်တော်မသိဘူးဒီချိန်မှာစိုက်ကုတ်ချိန်မှာပြန်ပြဲကစားကွက်ထိုက်ကစားတင်တယ်ကျွန်တော်ရတာ public mix တွေကိုကျွန်တော်အဖို့ဝင်ရောကိုချက်ချက်တင်ဒီမှာအမှတ်တရအထူးတတိပေးလိုက်တာပေါ့နော် အတူတူပြီးကျင်တာပေါ့နော်အဲရွေးချယ်မှုကံတရားတရားတရားမတူကိုစိတ်ကြရွေးကြည့်ကျွန်တော်အမြင်နဲ့အဲ့စနစ်ကိုထောက်ခဲ့တာကဒီတိုင်းပဲသူအစင်တိုင်းမတက်လာပြီးအောင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ယူဆခဲ့တဲ့အပိုင်းဒီရှင်းရှင်းလေးနဲ့ကျွန်တော်ပြလိုက်ပြီနော်ဒီကနေ့ကဒီကိုတက်တယ်တက်ပြရတဲ့တိတ်စီရဲ့ပါဝါဒီရှင်နှလုံးပေါင်းရဲ့အိုက်ကနန်းဒီပြန်ကြဒီကနန်းကဒီကိုတက်တယ်တိတ်စီရဲ့ပါဝါဒီရှင်နှလုံးပေါင်းရဲ့ဒီပြန်ကြဒီကနန်းကဒီကိုတက်တယ်တိတ်စီရဲ့ပါဝါဒီ ရှင်နှလုံးပေါင်းအိုက်ကနန်ဒီပြန်ကြဆိုတာပထမအဆင့်ကတော့ကျွန်တော်ရွေးချယ်မှုကရှင်နှလုံးပေါင်းလေးကိုအဓိကဥသာပြီးရွေးတယ်ဒုတိယအဆင့်အနေနဲ့မဖြစ်မနေဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကသူငူရင်းလာခဲ့တဲ့ရှင်နှလုံးပေါင်းကိုဒုတိယအဆင့်ဒါကကျွန်တော်တို့ကစနစ်အလိုက်ပဲကနန်းကိုဟိုဟိုပြန်ကြကနန်းကိုရွေးချယ်တဲ့စနစ်ကိုကျွန်တော်ရှင်းပြပေးလိုက်တာနော်နောက်တစ်ခုကဒါကစနစ်အရာပေါ့နော်ပေါင်းချင်းစနစ်နဲ့ရွေးချယ်တဲ့အဆင့်ကိုပြောပြတာအဲ့လိုမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့တီးတန်ပေါ့နော်ဒီချိန်မှာဆက်ပြီးတော့အစိုးရရှိတယ်ဘယ်ကနန်းကဒီချိန်မှာပြန်ကြကနန်းရှိသေးလဲဒါလေးလည်းဆက်ပြီးကြည့်ဖို့ကျွန်တော်လည်းစူးစမ်းကြည့်ဦးမယ်ပေါ့နော် တော့ကံပေးမှာဆိုတာခဏခဏပြောစကားဒါပါပဲကျွန်တော်အများအားပြောခဲ့တယ်နှစ်ချုပ်စကားပြောခဲ့တော့အဲ့ဒီစကားကိုပြောခဲ့တာမကြိုက်ဘူးမရှိပါနဲ့အများအားအပတ်စနေထိုးနေပါကျွန်တော်လည်းအဲ့ဒီစနစ်ကိုညာရင်မိတော့လိုက်အောင်ပြီးတော့စနစ်ကိုအများအားလိုက်ဖမ်းနေမယ်ဖမ်းခဲ့လို့မိခဲ့ရင်ကံကောင်းတယ်မမိခဲ့ရင်ပထမအဆင့်ကိုတော့ဘလို့ဖြစ်ဖြစ်အနေနဲ့အများရအောင်လိုက်ထိုးထားကြတို့ရပြီဆိုလို့ရှိရင်အဲ့တုံးနဲ့နောက်တစ်ဆင့်ကျအပြတ်ရိုက်လို့ရတယ်ဇလန်းလို့သူသိချာချာလေးရှင်းပြခဲ့ပါတော့နော် ဲ့တော့ကျွန်တော်ထပ်ပြီး post လေးတောင်ရေးတင်လိုက်သေးတယ်တချို့တော်တော်များများကတော့ထုံးစက်ပြောအတိပြည့်တယ်မှာနဲတော့ပေါ့နဲတော့ကျတော့ခုနပြောလို့ပေါ့တော့အနေနဲ့ပဲဦးစားပေး like တာပေါ့ကျွန်တော်ကဒီစနစ်တွေကိုအချိန်တိုက်ပြီးခဲ့တဲ့အချိန်တွေတော့နော်ဖန့်ပြရည်တယ်ဒီချိန်မှာတော့အဲ့စနစ်ကိုဖန့်တဲ့စနစ်ကျွန်တော်မတွေ့လိုက်ဘူးမတွေ့လိုက်တဲ့တည်းမပြောလိုက်ဘူးနော်အဲ့ပြန်ကြစကူးချိန်မှာစဉ်းစားဖို့တင့်နေတဲ့မှာပါတယ်အဓိကဒီနီးစနစ်ကိုစနစ်ကိုပဲပြေးကျင်တာကျွန်တော်တို့ကတော့နော်တိုက်တယ်ဆိုရင်တော့မကြိုက်ရင်မတော့ပါနဲ့အားလုံးကိုလိုင်းကောင်းလုံးလို့ဆော့စီပဲပြန်စဉ်းစားတဲ့မိအောင်လို့ စောစီးပဲ live ကိုပြုတ်ပြလိုက်တယ်နော်အဲ့တော့ဒီပွဲမှာ live လာတာကြီးဒါကပထမဆုံးနဲ့နောက်ဆုံးဖြစ်သွားပါလိမ့်မယ်နော်နောက်ထပ် live အစီအစဉ်မရှိပါဘူး AC အနားယူမယ်လို့ဆုံးဖြတ်ထားပါတယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဒါကြောင့်မလို့ဆက်ဆက်ပြီးပြီးခြင်းပဲယူဆခဲ့တဲ့အယူဆလေးတစ်ခုတော့အောင်းလာပြီသူဒီနှစ်ဆင့်တွေ့ပြီးရိုက်တာမျိုးနောက်တစ်ဆင့်အယူဆပိုင်းကိုဆက်ပြီးလာမလားကျွန်တော်မသိပါဘူးအပိုင်လည်းမဟုတ်ပါဘူးတိုက်တဲ့မိတ်ဆွေရှိရင်သုံးနိုင်ရန်အတွက်ပြင်ပြပြလိုက်ခြင်းတော့ဖြစ်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ် good luck ပါ